တော်တော်ချင်းနေအားလုံးတာလီစော့ပါ development media ကို DMG ရဲ့2025ခုနှစ် April 1ရက်နေ့အတွက်တည်ငြိမ်အထောက်လင်းမှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ငလျင်ကြောက် အခက်ခဲဖြစ်နေခြင်းမြောက်ဦးကိုစက်ကောင်စီလာရောက်ဘုံကျဲလို့ဒေသခံတယောက်တည်ဆုံသွားတဲ့တဲ့စက်တွေဒေသခံ9ယောက်ကိုစက်ကောင်စီနဲ့ ALB တို့ပူးပေါင်းဖမ်းဆီးခဲ့တဲ့အကြောင်းငလီဘေးတင်ပြည်သူတွေကိုနိုင်ငံရှစ်ခုကကယ်ဆယ်ရေးအဖွဲ့တွေမြေပြင်ကွင်းဆင်းကူညီပေးနေတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူစောင်းစာရှိစုံငိမ့်တို့နဲ့ပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ငလင်ကြောင့်အခက်အခဲဖြစ်နေချိန်မြောက်ဦးကိုစစ်ကောင်စီဘုံကျဲတို့ဒေသခံတရားသေဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးရှင်ပါတယ်။ရခိုင်ပြည်မြောက်ဦးမြို့ကိုမနေ့ကမတ်လ31ည8နာရီကျော်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတအူးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကမြောက်ဦးမြို့ပေါ်မှာရှိတဲ့နေရာလေးခုအထိဘုံကျဲတိုက်ခတ်ခဲ့ပြီးအလီဇေးရက်ကွက်က အသက်60ကျော်အရွယ်ဦးအောင်ကျော်မှာဘုံစားထိမှန်ကတေဆုံခဲ့ရတာပါအရခတ်တပ်တော်သိမ့်ပိတ်ထိရှုပ်ပြီးတဲ့နောက်စစ်ကောင်စီကမြောက်ဦးမြို့ကိုမကြာခဏလာရောက်ဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေပါတယ် ဆက်လက်ပြီးတော့ငလျင်ကျောင်းတင်ဆုံးသူ2000ကျော်အထိရှိလာနေပြီလို့စစ်ကောင်စီထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းမြန်မာနိုင်ငံတဝန်းမှာတင်ဆုံးသူ2056ယောက်အထိရှိလာတယ်လို့မနေ့ကမတ်လ31ရက်နေ့ည8:00နာရီသတင်းမှာ စစ်ကောင်စီကထုတ်ပြန်ခဲ့တာပါ။ တရားရရှိသူ3900နဲ့ပျောက်ဆုံးနေသူ190ရှိတယ်လို့လည်းသိရပါတယ်။အပြင်းနဲ့ငလျင်တန်းကိုမန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊နေပြည်တော်နဲ့ရှမ်းတောင်ဒေသတို့မှာဆိုးရွားစွာခံစားခဲ့ရတာပါ။စစ်တွေဒေသခံ9ဦးကိုစစ်ကောင်စီနဲ့ ALB တို့ပူးပေါင်းဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမျိုးမှာစစ်ကောင်စီနဲ့စွန်မြဇလင်ဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALB ပူးပေါင်းတပ်ဖွဲ့ဝင်တွေကဒေသခံ9ယောက်ကိုဖမ်းဆီးသွားတယ်လို့သိရပါဗျ။ မက်လ30ရက်ကည9နာရီအချိန်လောက်မှာစက်ကောင်စီနဲ့ ALB ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာစစ်တွေမျိုးအစဉ်ကူလန့်ရက်ကွက်မှာဦးအောင်တောင်းရွှေ38နဲ့အပါဝင်ဒေသခံ9ယောက်ကိုနေအိမ်အတွင်းမှာလာရောက်ဖမ်းဆီးသွားခဲ့တာပါလက်ရှိမှာအဲ့ဒီဒေသခံ9ယောက်ကိုဘယ်နေရာမှာထိန်းသိမ်းထားတာနဲ့ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုမိသားစုဝင်တွေကမသိရသေးပါဘူးပြီးခဲ့တဲ့မက်လ25ရက်နေ့ကလည်း AA ကိုတည်င်းပေးတယ်ဆိုပြီးစစ်တွေမျိုးကမိုင်းမာကြီးလူမျိုးအမျိုးသား3ယောက်ကို ALB ကဖမ်းဆီးသွားခဲ့ပါတယ်ခင်ဗျာ သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ငလျင်တန်းခရရှင်ဆက်သွေးရေးလိုင်းတွေကိုရှင်းရှက်မရှိဖွင့်ပေးဖို့အဖွဲ့အစည်းတရာကျော်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ်။နိုင်ငံအတွင်းငလျင်တန်းခရရှင်စစ်ကောင်စီကဆက်သွေးရေးလိုင်းတွေဖျက်တောက်ထားတာကိုရှင်းရှက်မရှိပြန်ဖွင့်ပေးဖို့မြန်မာအင်တာနက် project MIP အပါအဝင်ပြည်တွင်းပြည်ပ digital အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့122ဖွဲ့ကမနေ့ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အင်အားပြင်းကလေးကြောင့်ဘေးဒုက္ခရောက်နေကြချင်းပြည်သူတွေရဲ့အသက်အန္တရာယ်ကိုလိလိယူရှုကစစ်ကောင်စီကဆက်သွယ်ရေးဖြတ်တောက်မှုတွေဆက်လုပ်ထားတာကြောင့်ထိခိုက်နစ်နာမှုတွေများစွာဖြစ်နေရတယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဒါကြောင့်နိုင်ငံတော်အပိတ်ထားတဲ့အင်တာနက်လိုင်းအပါအဝင်ဆက်သွယ်ရေးလိုင်းအလုံးကိုရှက်ရှင်းပြန်ပွင့်ပေးဖို့မီဒီယာတွေလက်လက်စာသတင်းရှင်းလင်းရယူမှုအပေါ်ကန့်သက်တာတွေကိုရှက်ရှင်းဖိအားပေးဖို့တောင်းဆိုထားတာပါ။ အင်တာနက်လိုင်းပိတ်ဆို့ထားမှုနဲ့ပြည်သူတွေတည်င်းအချက်အလက်ရယူခွင့်အပေါ်ကန့်သက်ထားတာတွေကြောင့်ငလျင်ဘေးကာလမှာတည်င်းအချက်အလက်စီးဆင်းမှုကိုဟန်တာဖြစ်စေုံသာမကအချိန်နဲ့တပြေးညီအသက်မကင်ဆင်နိုင်တဲ့အတွက်တည်ဆုံမှုတွေဖြစ်ပေါ်နေပါတယ်။ငလျင်ကျောင်းအိုးဘိုထောင်ကအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်တင်ဆောင်တဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ်။ ငလင်းလှောက်ကမ်းမှုကြောင့်မန္တလေးမြို့အိုးဘော်အကျဉ်းထောင်မှာအဆောင်ပြိုကျပြီးတော့အမျိုးသားတယောက်နဲ့အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။ ငလင်ချောင်းအိုးပေါ်အချင်းထောင်တွင်ကအမျိုးသားအဆောင်မှအလုံးယုံပြိုချခဲ့တာကိုအတီးပြူထားပြီးတော့အမျိုးသားတယောက်သေဆုံးခဲ့ပြီးတယောက်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ PPNM ကဆိုပါတယ်။အမျိုးသမီးအဆောင်တင်းနဲ့အဆောင်နှစ်တို့မှလည်းပြိုချခဲ့ပြီးတော့အမျိုးသမီးအနည်းဆုံး၂ယောက်သေဆုံးခဲ့တာကိုအတီးပြူထားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ10ယောက်လောက်ရှိတယ်လို့သိရပါတယ်။ဆလဘီ၆ဖြူမလကျွန်းကျေးရွာသားတွေကိုစက်ကောင်စီပိတ်လောင်ထားတဲ့တဲ့ရင်ကိုပြောပြပေးအောင်ပါ ခိုင်ပြည်ကြောက်ဖြူမြို့နယ်မလကျွန်းကျေးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးဝင်ရောက်ပြီးကျေးရွာသားတွေကို ရွာပြင်ထွက်ခွင့်မပေးဘဲပိတ်လောင်ထားတာဟာတပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့သိရပါတယ်။အင်အား200ကျော်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမက်ရှလ25ရက်နေ့ကမလကျန်းကျွော်ကိုရောက်ရှိလာတာဖြစ်ပြီးဒေသခံအပါအဝင်စပိတ်ဆောင်တွေပါပိတ်မိနေကြတာဖြစ်ပါတယ်။မလကျန်းကျွော်ကိုစစ်ကောင်စီကပိတ်ဆို့ထားတာဟာအုံတော်ဂုံးချိန်ကျွော်တွေကစပိတ်တိတ်ဆောင်လို့သူတွေမှာအခက်အခဲဖြစ်နေပြီးစပွဲကြားပိတ်မိသွားမှာကိုစိုးရိမ်မှုတွေရှိနေကြပါတယ်။တောက်ဖီမီနယ်မှာစစ်ကောင်စီနဲ့အာရခတတော် AA တို့ကြားတိုက်ပွဲဖြစ်ပွားနေတာဟာတလားကျော်ကြာမြင့်လာနေပြီးစစ်ကောင်စီရဲ့လက်လက်ကြီးပြက်ခတ်မှုနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ကျွော် 120လောက်ကဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ငလျင်ဘေးတင်ပြည်သူတွေကိုနိုင်ငံ၈ခုကနေ KSA အဖွဲ့တွေမြေပြင်ကွင်းစစ်ကူညီပေးနေတဲ့အကြောင်းကို ပြောပြပေးပါမယ်မြန်မာနိုင်ငံကငလျင်မေးတန်တင်ပြည်သူတွေကိုအကူအညီဖို့အာဆီယံနိုင်ငံတွေပါဝင် နိုင်ငံ၈ခုက KSA အဖွဲ့နဲ့လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ရောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်ဗီယက်နမ်ထိုင်းစင်ကာပူမလေးရှားအိန္ဒိယရုရှားလာအိုနိုင်ငံတို့ကကူညီကိစ္စရေးအဖွဲ့တွေဆရာဝန်အဖွဲ့တွေဆေးဝါးပါဝင် လူသားချင်းစာနာထောက်ထားမှုပစ္စည်းတွေနဲ့မန္တလေးနဲ့နေပြည်တော်မှာ မြေပြင်လုပ်ငန်းတွေကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။အဲ့ဒီလိုပဲအမေရိကန်ကလည်းငလျင်တန်တဲ့ဒေသတွေကိုကူညီဖို့ဒေါ်လာ1တန်းထပ်ပံပေးထားပြီးကူညီဆောင်ရွက်ပေးမဲ့ USA ပညာရှင်တွေမြန်မာနိုင်ငံကိုမနေ့ကစတင်ထွက်ခွာလာပြီဖြစ်တယ်လို့အမေရိကန်အစိုးရကဆိုထားပါတယ်။ငလျင်ဘေးဒဏ်တဲ့ပြည်သူတွေကိုနိုင်ငံတကာကအင်ဒိတ်အားဒိတ်ကူညီရေးလုပ်ငန်းတွေလုပ်နေပေမဲ့မြေပြင်မှာလိုအပ်ချက်တွေများစွာရှိနေသေးတယ်လို့ဒေသခံတွေကပြောကြားပါတယ်။တခြားတစ်ဖက်မှာလည်းမြန်မာနိုင်ငံကိုမြေပြင်တည်င်းရယူမဲ့နိုင်ငံတကာတည်င်းထောက်တွေကိုစစ်ကောင် စီကတာမြင်ပိတ်ပင်ထားပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ရပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်းရှောက်ရှောက်ရှက်သူညာကို6433ကိုလုံခြုံစိတ်ရှစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒီစီစဉ်ကိုလည်းလာနေကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တရဆင်ကြတဲ့သူတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။